တဲ့ချောင်းမြို့နယ်အောက်ဘေးချန်ကကြေးဝါးတွေကိုအေဘလာ20ရက်ညစနေခွဲလမှာစစ်ကောင်စီတပ်ကလင်းနဲ့ပူကျဲတက်ခိုင်လို့ကင်းမျိုးသားလွံ့မြောက်ရေးတပ် KNLA တိုင်းစနစ်ကတပ်ဖွဲ့ဝင်တို့တန်ရန်စသွားတယ်လို့ဒေသခံနဲ့ KNLA တပ်ဖွဲ့ဝင်တွေ့စီကတီးရပါတယ် ဝင်ဝါမင်းတန်းနဲ့တဲချောင်းသားရွာတွေဖက်ကိုလင်းနဲ့ပိုကျဲတက်ခတ်ရာက KNLA တပ်ဖွဲ့ဝင်တူဝမ်ပိတ်မှာဗိုးစားဒီမန်တန်ရာခဲ့ပါတယ်။ဧပြီလ16ရက်မှာ ဝင်းဝါနေမြေရဲစခန်းကို KNLA နဲ့ပြည်ရဲ့ပူပေါင်းတပ်တွေကပိတ်ခတ်တက်ခိုက်လို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းဧပြီလ21ရက်နေ့အထိလေကြောင်းတက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ဒါကြောင့် ဝင်းဝန်းနဲ့နီနာကကျော်ခွန်ရွာကဒေသခံတွေထွက်ပြေးတိဆောင်နေရပါတယ်။တိုက်ပွဲနဲ့လေကြောင်းတက်ခိုက်တာတွေကြောင်းရန်ကုန်ကလာတဲ့ကားတွေတဝဲမှာပေးမိနေပြီးဘိတ်ဘက်ကတက်လာတဲ့ကားတွေလည်းဘလုံးနဲ့ဘလောက်မျိုးပဲမှာပေးမိနေကြတာပါ။တိုက်ပွဲကြောင့်ဒိုဝဲပေးအတဲစင်ကားတွေလမ်းမှာပေးမိနေတာလေ၅ရက်ရှိလာပြီဖြစ်ပါတယ်။